ကြောက်ကက်ယောဂဆိုကြီးကြောင့်အဖြစ်ဆိုးနေရတဲ့မိန်းကလေးတူမန်နင်းတန်းစော်ကအသက်20ကျော်အရွယ်ပဲရှိသေးတဲ့နုပြိုလာပါတဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်။သူမကကျောင်းသားနေတဲ့အချိန်ဘန်မာအလုပ်ဝင်လို့ရင်းနဲ့လှပကျော်ရှင်းစွာနေထိုင်ခဲ့ပြီးတော့မိဘကိုလည်းလှုပ်ကြွေးပြုစုခဲ့သူတယောက်ပါ။ တောင်မီတောင်ဖာ၃ရောက်ရှိတဲ့အချိန်မှာတို့မတို့ရဲ့မိသားစုဘဝထဲမှာတော့မိခင်ကြီးကနှလုံးရောဂါကိုခံစားနေရတာဖြစ်ပါတယ်။ဒါကြောင့်တို့မကပဲစူးစမ်းပြီးတော့လှုပ်ကြွေးမယ်လို့ရည်မှန်းချက်တွေအများကြီးထားခဲ့ရပါ။ဒါပေမဲ့လည်းမိခင်ထပ်ပို့ပြီးတော့ဆိုးတဲ့ကြောက်ကပ်ပျက်စီးတဲ့ရောဂါဝေဒနာကိုခံစားခဲ့ရရှာပါတယ်။မနင်းသက်ဆောင်အနေနဲ့လွန်ခဲ့တဲ့၃နှစ်လောက်ကတည်းကကြောက်ကပ်ပျက်စီးရဲ့ရောဂါဝေဒနာကိုခံစားနေခဲ့ရတာပါ။ဒီဝေဒနာခံစားပြီးမှအရင်ကဖြစ်ဖြစ်ဦးဦးလေးနဲ့ချက်စရာကောင်းတဲ့အမျိုးသမီးတစ်ယောက်အဖြစ်ကနေအခုဆိုရင်တော့အသားရည်ကလည်းမွေးချောင်းနေပြီး ်လူကလည်းပိန်လီပြီးတော့အယိုးပေါ်အရေးတင်ဖြစ်သွားခဲ့ပါတယ်။ဒါတွေကကြောက်ကပ်ပြက်စီရကြောင့်မကြခင်သားဆိုသလိုစေကူသားမှုတွေခံယူပြီးတော့စေပေါင်းများစွာတောက်တုံးနေရတဲ့အတွက်ခန္ဓာကိုယ်ကခန္ဓာကြီးအားနည်းလာပြီးပြောင်းလဲလာခဲ့ရဖြစ်ပါတယ်။ဒီမရဲ့အခုအနေအထားနဲ့အရင်တုန်းကလှခဲ့တဲ့ပုံစံတွေကဘလုံးမကိုနှိုင်းရှင်လို့မရတော့ပါဘူး။ဒါကြောင့်မနှင်းသက်စွာလဲဒီမရဲ့အရင်တုန်းကလှပခဲ့မှုတွေပုံရိပ်လေးတွေကိုပြန်ကြည့်ရင်လည်းဝမ်းနည်းနေခဲ့ရှာပါတယ်။ အခုချိန်မှာတော့မနင်းသက်စွာကကြောက်ကအလူရှင်တွေ့ပြီးတော့အရင်လိုနေကောင်းကျန်းမာလာဖို့မျှော်လင့်နေရပဲဖြစ်ပါတယ်ရှင်။